ိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်တက်ဆက်ပေးမှာကတော့အရှိအလဲပိုင်းအကြက်တဲတွေကြောင့် G7 ထိပ်တီးအစည်းအဝေးမှာ Trump ရုတ်တရက်ထပြန်သွားတယ်ဆိုတဲ့တဲ့မဲ့ဖြစ်ပါတယ်။ American သမ္မတ Donald Trump အားဆိုရင်ကနေဒါနိုင်ငံမှာကျင်းပနေတဲ့ G7 ထိပ်တီးအစည်းအဝေးကနေတရက်စောပြီးတော့ရုတ်တရက်ထပြန်သွားခဲ့ပြီးအော်စတြေးလျဝန်ကြီးချုပ် Anthony Albanese နဲ့တွေ့ဆုံမဲ့အစီအစဉ်ကိုဖျက်သိမ်းခဲ့ပါတယ်။အရှိအလဲပိုင်းမှာပဏိပခတွေပုံမပြင်းထန်လာတဲ့အတွက်ကြောင့်ဝါရှင်တန်ကိုအမြန်ဆုံးပြန်လာရတာဖြစ်တယ်လို့အင်ဖြူတော်ကနေပြောပါတယ်။ အိမ်ဖြူတော့ပြောခွင့်ရကာရိုလိုင်းလီဘစ်ကထရန့်ရဲ့တရားစောပြီးထွက်ခွာမဲ့အကြောင်းကိုကြေညာခဲ့ပြီးတနင်္လာနေ့ညမှာ G7 ခေါင်းဆောင်တွေနဲ့ညစာစားပြီးတဲ့နောက်မှာထွက်ခွာသွားမယ်လို့ဆိုပါတယ်။သမရထရန့်က G7 မှာကောင်းမွန်တဲ့တရက်ကိုပိုင်ဆိုင်ခဲ့ပါတယ်။ဗြိတိန်ဝန်ကြီးချုပ်ခရီးယားစတာမာနဲ့အဓိကကုန်တော်ရဲ့တဘောတူညီချက်တစ်ခုကိုတော့မှလက်မှတ်ရေးထိုးခဲ့ပါတယ်။အောင်မြင်မှုတွေအများကြီးရရှိခဲ့ပေမဲ့အရှိအလဲပိုင်းမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကြောင့် တမန်ရထရန့်ကနိုင်ငံတော်ခေါင်းဆောင်တွေနဲ့ညစာစားပြီးတဲ့နောက်ဒီညမှာပဲထွက်ခွာမှာဖြစ်ပါတယ်လို့လီဘက်ကလူမှုကွန်ရက်မှာရှင်းသားခဲ့ပါတယ်။ G7 ခေါင်းဆောင်တွေနဲ့တရားဝင်ဓာတ်ပုံရိုက်ကူးတဲ့အခါမှာထရန့်ကကျွန်တော်မျက်နှာကိုသင်တို့လည်းမြင်ကြမှာပါ။ကျွန်တော်တက်နိုင်တဲ့လောက်အမြန်ဆုံးပြန်ရပါမယ်လို့ပြောကြခဲ့ပါတယ်။ American Daily Media တွေရဲ့ဖော်ပြချက်တွေအရသူကအင်ဖြူရအခြေအနေစောင့်ကြည့်ရတဲ့အခါမှာအမျိုးသားလုံခြုံရေးကောင်စီကိုပြင်ဆင်ထားဖို့တောင်းဆိုခဲ့တယ်လို့လည်းသိရတာပဲဖြစ်ပါရဲ့ရှင်။ SMR ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။